thank <music> you ไปได้บอกขนาดไหนเลยก็ได้ได้แล้วบอกขนาดไหนอะไรตามเลยจริงๆแล้วเรามาใจนะครับ Kevin, hi.

afala afala be love is way afala be way ကျွန်တော်တို့ကြောင်ကတော့ဖွင့်တာတော့2900ကျပ်ဖွင့်စဖွင့်ဒီအော်ပါဘောနော်ဖွင့်နေတနေရာပြီးတနေရာဘောနော်ဒီရွှေ့ပြောင်းဆိုတော့လေတီးတဲ့အချိန်ပဲကြောင်ကဟိုပါဖြစ်မှဖြစ်ဆိုတော့လေအာအတီတခြားမဟုတ်ပဲနဲ့တနေရာပြီးတနေရာပြောင်းရင်လည်းဒီအစတော့ဆိုလို့ရှိရင်မဲဆောက်ပြီလားတို့ဟိုဘက်ဒီအရင်အခုအလက်ရှိဆိုရင်မင်္ဂလာပါဆိုအဲ့ဒီဘက်ချန်လေးဘက်မှာအကြောင်းလေးပါရှိခဲ့ပွဲပေါ့နော်အဲ့ဘက်ပြောင်းပြောင်းရဲ့နောက်ဆုံးကြတီဒီထောင်နဲ့ 2015 2045မှာဆိုတော့ဒီ BMBC ကနေပြီးတော့ဒီ World Education လက်လွဲလိုက်တဲ့အချိန်မှာဒီဒီကြောင်းပေါ့နော်စာတူလေးကနေဒီဆောင်းပြန်ပြီးတော့ကူညီပေးတယ်ပေါ့နော်အဲ့ဒီကနေအခုချိန်ထိပဲဒီမှာရှိနေလလောဆယ်ကကျွန်တော်တို့ကြောင်းကကြတော့ဒီထိုင်းပညာရေးရုံးရဲ့ဒီဟိုပါပေါ့နော်တရဝင်ကြောင်းအနေနဲ့ဆိုပြီးတော့နာမည်စီးရင်သွင်းထားဆိုရှင်ကျွန်တော်ဒီတကြောင်းပဲရှိရပေါ့နော်မတန်ဆွမ်းမှာမတန်ဆွမ်း ကြောင်းဆိုလို့ရှင်တော့ဒီတခြားအလိုမျိုးပေါ့နော်ဒီ care center လေးတွေတော့ရှိပါတယ်အာဒီကျွန်တော်တို့လိုမျိုးဆိုလို့ရှင်တော့ဒီတည်ယုံဝင်ဆိုလို့ရှိဒီကြောင်းပဲရှိရပေါ့နော်ဒီ Minecraft မှာဆိုရှင်ကျွန်တော်လက်ခံလာတော့ကလေးက9မျိုးလောက်တော့ရှိတယ်အာလောလောဆယ်တော့9မျိုးပေါ့နော်ပါလေဆိုတော့ lenity focus ရှိတယ် origin ရှိတယ်အာ ADHD ပြီးလို့ရှင်ပြီးတော့အာ cerebral palsy down syndrome ဆိုပြီးတော့ကျွန်တော်၅မျိုးလက်ခံတယ်ပေါ့နော်ဒီနောက် တကယ်လို့ဟိုပါဗောနော်အဲ့ထက်အမျိုးသားလေးတွေရှိမှာဆိုရင်ကျွန်တော်လည်းအာလက်ခံပေးလို့ရရင်လက်ခံပေးရဗောနော်အခြေအနေကြီးတော့ကျွန်တော်လက်ခံပေးရအာကလေးတွေတင် जा တဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်တို့ကကလေးကိုကလေးရဲ့အကြောင်းမသိတာဘူးဆိုလို့ရှိရင်ကျွန်တော်တို့က အခက်ခဲဘူးတော်တော်ရှိရပေါ့နော်ဒီအဲသူတို့နဲ့ရင်းနှီးမှုတိစောက်တဲ့အဲ့လိုမျိုးတွေပေါ့နော်အာဒီနေ့ဆိုလို့ရှိရင်ကလေးအာဆက်ဆံမတွေမအားကြတော့မအားကြတော့ကျွန်တော်တို့ဒီဘက်ကလေးတွေကိုကြည့်ရှုရချိန်မှာ group ထိုင်သွားကြများပေါ့နော် group ထိုင်သွားတော့အာဘယ်လိုပြောရမလဲသူတို့အကြောင်းမသိတာဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကခံရတော်တော်ခက်တယ်အာဒီတယောက်ကတမျိုးဆိုနောက်တယောက်တမျိုးဆိုတော့ကျွန်တော်တို့ကသူတို့ညှိနှိုင်းဖို့တော်တော်လေးခက်တော့ပေါ့နော်ဒါပေမဲ့ကျွန်တော်အကြောင်းသိထားတော့ ဒီခေတ်ကဒီလိုထိုင်ရတယ်เนาะတယောက်ဒီလိုထိုင်ရတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပြောလွယ်သွားတယ်ပေါ့เนาะဒီ by one ခါကြာလို့ရှိရင်တော့ by one session ရှိတယ် by one session ရှိတော့ကျောကအဲ့ဒါဆန်ဆာမဒီလိုမျိုးအလုံးမအားတဲ့မအားတဲ့ချိန်တော့မဟုတ်ဘူးပေါ့เนาะအားတဲ့ချိန်ဆိုတော့ကျွန်တော်သွားလို့ရတယ် by one session ဆိုလို့ရှိရင်ကလေးတူးချင်းစီရဲ့သူတို့ဘလို့တိုးတက်နေလဲဘလို့မျိုးဟိုဖြစ်လဲဆိုတော့ကျွန်တော်ကြည့်ပြီးတော့လောက်ရတယ်ဆိုတော့ကျွန်တော်တို့တော့ဟိုအဆင်ပြေရပေါ့เนาะဟိုနည်းနည်းချင်းဟိုဒီလိုမျိုးမလောက်ငှဆယ်ဆာမဒီလိုမျိုး မလောင်ငါမလောင်ငါဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကကျွန်တော်တို့အစိတ်ခုံမှုရှိရပေါ့နော်သူတို့တယောက်တစ်မျိုးဆိုတော့ကျွန်တော်ထိဖို့ရှင်ထိလို့ရှင်ဥမာလူကဘာမဖြစ်ဘူးပေါ့နော်ဟုတ်ကဲ့ဥဝါရောင်ပြီးဥဝါရောင်ဥဝါရောင်ပြီးပါဟုတ်တယ်အနီရောင်ပြီးအနီရောင်ဥအနီရောင်တောင်းတာဟုတ်ကဲ့ဆရာအယုံဆိုင်မယ်အယောင်ဆိုင်ကအယောင်ကိုဆရာမကိုဘဝ ်ကလေးက level မတူဘူးပေါ့နော်အသက်ရွယ်กว่าခြားတာတော့လောကောင်ဒါမှမဟုတ်ရှင်ညင်ရင်ညင်သွေးกว่าခြားတာတော့လောကောင်ပေါ့နော်ကျွန်တော်တို့ကအာအမျိုးစားလည်းမတူတဲ့အတွက်ကြောင့်ကျွန်တော်တို့ကကလေးတွေကရောနေရောနေခါကျတော့ဆက်ဆံမိုက်တအားပင်ပန်းရတယ်အဲ့လိုမျိုးဆိုလို့ရှင်ကျွန်တော်ကဒီအကြောင်းကလည်းဒီနေရာပဲရှိတယ်ဒီနေရာပဲရှိတယ်ဆိုတော့ကျွန်တော်အမျိုးစားလိုက်တော့လောကောင်အသက်ရွယ်လိုက်တော့လောကောင်ခွဲလို့ရှင်လည်းခွဲလို့မရအောင်အဲအကြောင်းမို့လို့ကျွန်တော်တို့ကဟိုပါပေါ့နော် ဒီအာခွဲဘယ်လိုပြောပြောမလဲအခန်းသာရှိမယ်ဆိုရင်ခွဲပြီးတော့လှုပ်စီလှုပ်ချင်တယ်ပေါ့နော်ဒါပေမဲ့ဒီနေရာပဲရှိရဲဆိုတော့ဒီလိုမျိုးပဲခုနလိုမျိုးပဲ group နဲ့တွားပြီးလို့ရှိရင်ဘိုင်ဝဲ session တွားလို့ပဲလှုပ်ပြီးတော့ခဏတာဖြည့်ရှင်ရတာပေါ့နော်ဟုတ်ကဲ့ 사치미 클럽이라는 거. 那个是豆豆舞的啊，好 cute 哦，你，你要不要比较美，看一下。 အာလလုံးဆယ်ကတော့ကြီးမားတဲ့ခက်ခဲဆိုလို့ရှိရင်ကျွန်တော်ကြောင်းရဲ့အဆောက်ဦးပေါ့နော်ကြောင်းဦးအာဟိုပြောပြောမယ်ကျင်းလာရဲ့နောက်ခုကကျတော့ဒီကျွန်တော်တို့ဆရာဆမ်မတွေရဲ့ service ပေါ့နော် service ရှိတယ်ပြီးလို့ရှိရင်အာဒီကလေးတွေအကျိုးပို့ transportation တွေအဲ့လိုမျိုး transportation စီးပူတွေပေါ့နော်အလားတီတော့လိုတော့ပေါ့နော်အဲ့ဒီဟာတွေကတော့ကျိုးအတွက်အလုံးမောက်ကြီးမားတဲ့အရာတွေကိုရင်ဆိုင်ရရတယ်ပေါ့နော် ။အော်လောလောဆယ်ကတော့ကျောင်းကဟိုကော့ကိုတော့လက်ပတ်နေပေါ့နော်ဒီမိဘရဲ့ဒီဟိုပါပေါ့အင်အားနဲ့ပဲကျွန်တော်လက်ပတ်နေတယ်။ဒီလက်ပတ်ရဲ့ကျောင်းလက်ပတ်ရဲ့ဘိုင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ကတခြားဟိုပါပေါ့နော်အလူရှင်တွေမရှိတဲ့အတွက်ကြောင့်မိဘတွေရဲ့အင်အားနဲ့ပဲအာလာစင်ကြီးတော်လောက်အောင်အမျိုးတွေကောက်ပြီးတော့ပဲကျွန်တော်တို့ကသွားတယ်။အာနေ့လယ်စာဆိုလို့ရှိရင်လည်းကလေးတွေကိုယ်တိုင်ပဲထုတ်လာတယ်အမျိုးတွေပေါ့နော်။အာလုံလောက်မှုရှိတာဆိုတော့လုံလောက်မှုတော့မရှိဘူးเนาะဒါပေမဲ့အာကျွန်တော်တို့ဒီတိုင်းပေါ့သွားသွားကြတာပဲအမျိုးပေါ့เนาะ အာတူတကွာမိပါတီနဲ့ပူပေါင်းပြီးတော့ဟိုမှာကျွန်တော်လည်းတစ်ခါကြာလို့ရှိရင်အာလဆာမရှိပေမဲ့လည်းမုတ်ဖို့အနေနဲ့တယောက်ဘလောက်ရလဲပြန်ခွဲဝေယူကြအဲ့လိုမျိုးတွေတော့ရှိရပေါ့နော်ဒီကလေးကြောင်ပိတ်လိုက်မယ်ဆိုလို့ရှိရင်ဒီကလေးတွေကဘယ်မှာသွားမလဲဆိုတော့ကျွန်တော်ပြန်စဉ်းစားရတယ်ဆိုတော့လေအာကြောင်ပိတ်လိုက်လည်းအဆင်မပြေဘူးကျွန်တော်ဒီဟာမရှိလည်းပဲကျွန်တော်ရုပ်ကန်နိုင်တယ်ဆိုတဲ့ဟာပြဖို့အတွက်နဲ့ကျွန်တော်ဆက်လုပ်ကြရပါတော့ဒီအာဟို ဘယ်ပြောမလဲဝါသနာမှာပါပဲနဲ့လုံမယ်ဆိုလို့ရှိရင်တို့လုံးဝမလုံနိုင်ဘူးပေါ့နော်ဒီကလူတန်းကတော့ဒီမှာရောက်တဲ့အခါကျတော့ဒီမှာအိမ်ငါးကားတို့ပါတို့အမြဲပုံမှန်ရှိနေတာပဲပေါ့နော်ပုံမှန်ရှိတော့ဘယ်လိုလောက်ကြရလဲဆိုတော့ကျွန်တော်တို့ကဒီဥမာဒီရတဲ့မိမိဘကနေကောက်ရတဲ့လဆင်ကြီးကိုဥမာတထောင်ဆိုလို့ရှိရင်တရားကိုဘယ်လောက်ခွဲယူကြလဲတထောင်ကျော်လာကိုအိမ်လားစားလောင်းကလာအဲ့လိုမျိုးလောင်းကားတဲ့အထိတော့ကျွန်တော်ပြန်ခွဲယူကြပေါ့မရှိတဲ့ချိန်ချာရှိတဲ့ချိန်ဆိုလို့ရှိရင် အာတာရူညီမြပဲဒီလောက်ရမယ်ဆိုဒီလောက်ရအမျိုးပေါ့နော်အမောက်မူတည်ပြီးတော့ကျွန်တော်အမျိုးပြန်ခွဲဝေယူရတာပေါ့နော်အာတချို့ဆက်ဆံမတွေလည်းသူတို့ကလည်းဥမာသူတို့အိမ်မှာအမျိုးတွေလေးနည်းနည်းပါဟင်းလေးပါရှိရဆိုလို့ရှင်ကြောင်းယူတာအမျိုးတွေတော့ရှိရပေါ့နော်ကျွန်မျိုးချင်းချင်းမြဝေတာပဲရှိရပေါ့နော် teacher soda yaga အာဘလောက်ရေးပါတယ်လို့ထင်လဲဆိုလို့ရှိရင်100%မှာဆိုလို့ရှိရင်တော့80 90လောက်ရှိရပါတော့ဘာဖြစ်လဲဆိုတော့ဒီចောင်းရှိချင်အဖြစ်သူတို့ကဒီလိုဒီလိုမျိုးတိုးတက်လာတာပေါ့เนาะတကယ်လို့ဒီចောင်းတွေမရှိဘူးဒီလိုမျိုးအာအိမ်ရောက်လဲပတ်တာတွေမရှိဘူးဆိုလို့ရှိရင်သူတို့ကလောဘကိုသူတို့တော့ခတ်ခဲတယ်ပေါ့เนาะအာအဝူဝေးတော့ပြောတော့ပေါ့เนาะကျွန်တော်လက်ရှိចောင်းမှာလာနေကလေးဆိုလို့ရှိရင်သူတို့ចောင်းမလာခင်နဲ့ចောင်းလာခင်နောက်ပိုင်းမှာဆိုလို့ရှိရင်တော့ចောင်းလာပြီးနောက်ပိုင်းမှာပေါ့เนาะ တော်တော်လေးတိုးတက်လာတယ်လို့သူတို့မိဘတွေပြောကြတယ်အိမ်မှာဒီတိုင်းပဲနေမဲ့စားပေါ့နော်ဥပမာအိမ်မှာသမင်းကိုလက်နဲ့ပဲစားတက်တယ်လက်နဲ့ပဲစားတယ်စားစားစားပြီးတော့အเจ้าမလာဘူးအเจ้าမလာခင်အဲ့လိုမျိုးပဲဖြစ်နေဆိုလို့ရှိရင်ဒီအတိုင်းပဲဆက်ထားအเจ้าမထားပဲအဲ့ပိုင်းအဲ့တိုင်းပဲဆက်သွားမယ်ဆိုရင်တော့လက်နဲ့ပဲစားဖြုတ်အောင်ပဲတသက်လုံးပေါ့နော်တကယ်လို့ तू ကအเจ้าမလာတယ်ဆိုလို့ရှိရင်ကျွန်တော်ကသူ့ရဲ့ဟိုဘယ်လိုပြောမလဲဘယ်လိုပြောမလဲ तू ဘယ်လိုမျိုးရက်တိနိုင်အောင်ဘယ်လိုမျိုးကျွန်တော်တင့်ပေးတယ်ပေါ့နော် ဟို independent ဖြစ်အောင်ဆိုပြီးတော့ကျွန်တော်တို့ကလုပ်ပေးတယ်ဥမာ lock zone နဲ့စားတက်အောင်လားခွန့်ကျွေးတာမဟုတ်ဘဲနဲ့ကိုယ့်အကိုစားတက်အောင်လားအဲ့လိုမျိုးဆိုလို့ရှိရင် तू ကတက်သွားပြီဆိုသူအိမ်ပြန်ရောက်လို့ရှိရင်လည်းဘယ်သူမှမိခိုးစရာမလိုတော့ဘူးဘယ်သူမှလည်းဟိုကလုံးစံမလိုတော့ဘောနော်ဟုတ်ကဲ့အဲ့လိုမျိုးရှိတယ် ှစ်ဆက်ညုံမှန်းထားကြတော့အာကျွန်တော်တို့ကဟိုចောင်းကိုမလာနိုင်ခေဆိုကျွန်တော်က home base အဲ့လိုမျိုးလောက်ချင်တာပေါ့နော်တို့နဲ့တွားအမျိုးတွားဆွေးနွေးအဲပတ်ဝန်းကျင် community မှာကိုလည်းတို့ဒီ special need နဲ့ပတ်သက်တဲ့အသိပညာလေးတွေ awareness တွေတို့ရသိနေဆိုတဲ့ဟာလေးတွေကျွန်တော်တို့မမျိုးညုံမှန်းထားရပေါ့နော်ပေးချင်တယ်အဲ့လိုမျိုး community တခုတွားပြီးတော့ဒီအဲ special need နဲ့ပတ်သက်တဲ့ awareness တွေတို့သိွားပြီးဆိုလို့ရှိရင်ဒီကလေးတွေအတွက်အာတို့ဘလို့ထိချောင်းရမယ်တို့ညင်လို့ရှိရင်ဘလို့မျိုးကုညီရမယ်ဆိုတာတို့သိပါမှာပေါ့ အာအဲအကြောင်းမလို့ကျွန်တော်တို့ဘက်ကလည်းဗာမြုံမန်းတာဆိုတော့တခါလေကြားလို့ရှိရင်ဒီကျွန်တော်ကကြားတော့ဒီမှာပဲရှိသေးတာကိုလောလောဆယ်ကတော့ဒီအကြောင်းပဲရှိသေးတယ်ဆိုတော့ကျွန်တော်အများကြီးတော့မြုံမန်းရဲသေးဘူးအာတကယ်လို့ကြောင်းတာအလိုမျိုးဟိုကဖြစ်သွားပြီဆိုလို့ရှိရင်ကျွန်တော်ကကလေးတွေကိုထပ်ပြီးတော့ခေါ်မှာလားအလိုမျိုးမျိုးပေါ့နော်ဒီဒီထပ်ပူတိုးလာမလားဥရေတက်တူပြီးတော့အာတခြားကလေးဆိုလို့ရှိရင် home visit သွားမလား home visit သွားဖို့ဆိုရင် home visit သွားဖို့တီးသက်ထပ်လူထပ်ခေါ်မှာအလိုမျိုးအလိုမျိုးလို့ကျွန်တော်မြုံမန်းထားတာပေါ့နော် One, two, three. Oh,